အာဟုတ်အဲဒီကားထဲမှာတော့ကျွန်တော် character အကြာလို့ရောခက်ရွှေရွှင်းနက်နောက်ပုံစံမျိုးកောင်းလေးပေါ့လေအဲဟိုကျွန်တော်နဲ့အဲ့လိုအပြင်ပုံစံမျိုးနဲ့လည်းဒီဇက်ပေါ့အဲဘူရဲ့ character ကြာတော့ तू ကအဲ့လိုဘယ်လိုလဲပေါ့ အပြိုကြီးပေါ့အပြိုကြီးတိုက်ပေါ့နော်လို့ပစီပစာများတယ်လို့ကိုကိုကိုလို့အရန်လို့အထင်ကြီးနေရပေါ့နော်နည်းနည်းမောက်မာနေတဲ့ပုံစံမျိုးပေါ့အပြင်ကိုင်တန်းနဲ့နည်းနည်းခွဲတယ်အဲ့လိုတကယ်အပြိုကြီးဆိုတဲ့ပုံစံမျိုးသွားပြီးတော့တယောက်ဆောင်အောင်ပေါ့နော်အဲ့လိုမျိုးပေါ့တွေးတို့လွင်မိုးတို့မတ်ဥပွဲတို့အဲ့လိုခေတုံရိုက်ခဲ့တဲ့လိုမျိုးလို့ပေါ့နော်ဖန်စီကားလေးအဲ့လိုအဲ့လိုပုံစံလေးဆိုတော့လေကိုယ်ကလည်းအရန်ရိုက်ချင်လို့ပါဟုတ် ဇလန်တွဲလေးပဲဖြစ်ဖြစ်ရုပ်ရှင်ပဲဖြစ်ဖြစ်အဲ့ကားထဲမှာအတွင်းညီညီတရုပ်ဆောင်နဲ့အဲဒီအတားလေးဆိုလို့ရှိရင်အောက်မှာအမြဲတမ်းလေအဲသူတို့ပူအောင်လိုက်တယ်ဘလို့ဖြစ်တယ်ညာလို့ပြောတယ်ဒါတော့အရှိနေမှာပါပဲညာတော့ဟုတ်အဲအဲ့ဒါကြတော့လေဘလိုမျိုးဆွေးဆွေးပြီးပြောစီရတော့မရှိဘူးအဲ့လိုမျိုးစရတယ်ပေါ့လေဟုတ်လားပေါ့ အဓိကလေးကတော့ဒီပေါ့မမနဲ့မောင်လေးပေါ့နော်အဲ့လိုမျိုးအလုတ်ခွင်မှာအဲ့လိုမျိုးကတောက် စလေးဖြစ်ကြတယ်နောက်ဆုံးလိုနီးဆက်သွားတယ်ဆိုရဲပေါ့ romance သူကဟောအချစ် fancy ကားလေးပေါ့ဟုတ်အဓိကတော့ပေါ့ production ကတော့ဟောပေါ့ဒီဇက်လေးကအဲဒီ character လေးကလည်းဘို့ကိုမြင်နေအဲရှင်းုံလည်းအဲ character လေးနဲ့မြင်နေဆိုပြီးသူတို့ရဲ့ကံလန်းမှုနဲ့ပေါ့နော်ကိုရဲလည်းဇက်လေးကိုဖတ်ကြည့်တဲ့အချိန်မှာလည်းအရန်ကြိုက်လို့ရိုက်ဖြစ်သွားတာပါ အာဟုတ်အဲဒီကားလေးမှာတော့ကျွန်တော် character အကြာလို့ရောခက်ရွှေရွှင်းနက်နောက်ပုံစံမျိုးកောင်းလေးပေါ့လေအဲဟိုကျွန်တော်နဲ့အဲ့လိုအပြင်ပုံစံမျိုးနဲ့လည်းနီးစပ်ပေါ့အဲဘိုးရဲ့ character ကြာတော့ तू ကအဲ့လိုဘယ်လိုလဲပေါ့ အပြိုကြီးပေါ့အပြိုကြီးတိုက်ပေါ့နော်လို့ပစီပစာများတယ်လို့ကိုကိုကိုလို့အရန်လို့အထင်ကြီးနေရပေါ့နော်နည်းနည်းမောက်မာနေတဲ့ပုံစံမျိုးပေါ့အပြင်ကိုင်တိုင်းနည်းနည်းခွဲတယ်အဲ့လိုတကယ်အပြိုကြီးဆိုတဲ့ပုံစံမျိုးသွားပြီးတော့ပြုတ်ဆောင်ရမှာပေါ့နော်အဲ့လိုမျိုးပေါ့ဟုတ်အဲဒီကားထဲမှာတော့အဲ့လိုပေါ့ အဲဒီမောင်လေးကစပြီးတော့အဲ့လိုမျိုးပေါ့ဒီအပြူကြီးမမကိုသဘောကျသွားပေါ့လေအပြူကြီးရဲ့ဒီကထုံးစံအတိုင်းပေါ့နော်အဲ့လိုမျိုးပေါ့အဲစကားပြောရင်လိုဘုံဘင်းရှိရှိပြောတာအဲ့လိုမျိုးပေါ့နော်အဲဘသူ့ဟိုမှာအခြေရင်းနဲ့ပတ်သက်ပြီးယုံကြည်မရှိရပေါ့အဲ့လိုပုံစံလေးတွေကိုအဲဟာတလေးတွေ fancy လေးတွေနဲ့ပေါ့တကယ်ကိုကြည်ကြည်နုနုကြည့်ရမယ့်ကားလေးမျိုးပေါ့ဟုတ်အဲစကားထဲမှာတော့အဲ့လိုလေးလည်းပါတယ်ဇက်ကလေးကတော့ fancy ပုံစံမျိုးလေးနဲ့ချစ်စရာလေးအဲယုံ ဲ့လိုမျိုးဂျုံဂျုံတွင်းရချစ်စလန်ပေါ့ချစ်စလန်လေးပေါ့နော်အဲ့လိုမျိုးလေးပေါ့ပိတ်သက်တည်းအဲ့လိုမျိုးပေါ့ဟိုပြပြရှင်ရှင်ကြီးကြီးနူးလေးစကားလေးကြည့်ရအဲ့လိုမျိုးပေါ့အကြည့်တတ်ရမယ့်ကားမျိုးလေးပေါ့နော်ဟောလောင်နာတွေအဲဆွေးတာတွေဘာမှမပါပဲနဲ့အဲ့လိုမျိုးအာဖန်ဖြစ်ရမယ်အဲ့လိုမျိုးစကားလေးကြည့်ပြီးကြည်နူးရမယ်ဆိုတဲ့ကားလေးမျိုးပေါ့ဟုတ်အဒီဒီကားလေးတွေကဘယ်လိုလဲဆိုတော့အရင်တော့ဆိုလို့ရှိရင်ဒီအာဘယ်လိုပြောရမလဲအဲတွေးတို့ဘာလွေမိုးတို့မအုပ်ဝဲတို့ အဲ့လိုခစ်တွန်ရိုက်ခဲ့တဲ့မျိုးလို့ပေါ့နော် fancy car လေးအဲ့လိုအဲ့လိုပုံစံလေးဆိုတော့လေကိုယ်ကလည်းအရင်ရိုက်ချင်းလို့ပါဟုတ်အဲအရင်ရောလေစဉ်းစားပါဦးဒီအလုပ်အလုပ်အလုပ်ဆိုတော့လေစဉ်းစားရတယ်အဲအလုပ်ဆိုတော့လေကိုသဘောကျရဲ့ဇက်ကလေးကိုကြိုက်တဲ့ character လေးဆိုတော့ရိုက်ပြပါတယ်အဲဒီလိုပါပဲအခုဆိုလည်းလိုဇလန်းတွဲလေးပဲဖြစ်ဖြစ်ရုပ်ရှင်ပဲဖြစ်ဖြစ်အဲ့ကားထဲမှာအတွင်းညီညီတရုပ်ဆောင်နေ အဲဒီအတားလေးဆိုလို့ရှိရင်အောက်မှာအမြဲတမ်းလေကိုယ်မမဟုတ်ဘူးပေါ့နော်အခုဆိုလဲတာမြင်နေရတာပဲဆိုအဲသူတို့ပူတော်လိုက်တယ်ဘလို့ဖြစ်တယ်ညာလို့ပြောတယ်ဒါတော့အရှိနေမှာပါပဲမြင်နေတော့ဟုတ်အဲအဲ့ဒါကြတော့လေဘလိုမျိုးဆွေဆွေမျိုးပြောစရာတော့မရှိဘူးအဲ့လိုမျိုးစရယ်ပေါ့လေအဲ့ဒါပေါ့အတူအဆုံရှားတယ်ဟိုရိုက်တာတိတ်မရှိဘူးသူလဲကဒါဒီဒီကလေးရတာမမရေရပါတော့နော်အဲ့လိုမျိုးဒီ ာသဟိုဖန်စီကားလေးဆိုတော့လေအဲဒီတခြားတော့အနုပညာလှူရှားမှုကတော့တခြားနောက်ထပ်လို့ဒရမာကားလေးတွေရောလက်ခံထားတာလေးရှိပါတယ်ဟုတ်ဇလန်းတွဲလေးတွေလည်းလာဖို့တော့ရှိပါတယ်ဟုတ်ရှင်းရောဟုတ်အဲရှိပါတယ်အဲသူနဲ့ဆိုလို့ရှိရင်တော့ဒရမာတကားရောရှိတယ် တမ series တခုတော့ series series တခုတော့ရှိဟုတ်ကဲ့ဘိုးရဲ့ကိုညှို့စည်းဆိုတဲ့ဗီဒီယိုကားလေးကမဟာ application ကနေပြတ်တာမှာပေါ့နော်အခုတော့စပြီးတော့ရိုက်ကူးမယ်ဆိုတော့အဲပြတ်တတ်လို့ရှင်လဲချစ်တဲ့စိတ်နဲ့အားပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကျွန်တော်တို့စောင့်ကြည့်ပြားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျ